ာစနီကစားမရီတာမကတရားကစားမရီအားလုံးအတူယူတင်တဲ့ sleeper ရဲ့စိတ်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါများအာစနီ legend half ကနေတင်ဆက်နေပါပြီအာစနီနောက်ခံလူ sleeper ကတော့အာစနီကစားမရီတာမကပဲကစားမရီလေးသားအားကြအတူယူတင်တဲ့စိတ်တက်မျိုးကိုပိုင်ဆိုင်ထားရသူလို့ဆိုနိုင်ပါတယ်အင်တာဗျူးခုမှာသူပြောခဲ့တဲ့စကားတွေကိုကြည့်မယ်ဆိုရင်ဒီ channel ပတ်သက်လို့ promotion link ဆိုတာမြင်ကြရမှာပါအစောပိုင်းအင်တာဗျူးမှာ sleeper ကမတ်ရီလိုအတင်းကြီးကစိတ်ဝင်စားတာခင်ရလားဂုဏ်ယူစရာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ရဲ့ရေးကြီးတာကအာစနီနဲ့တူတူစူပလာတွေစကူနိုင်ဖို့ပါပဲ ဒါကပထမဦးစားပေးပါ။ကျွန်တော်တွေကနောက်ကိစ္စတွေပါလို့တူတူတုတ်တုတ်နဲ့လူရင်းကိုပြောသွားခဲ့တာပါ။ဒီစကားလေးထဲမှာ Sleep Bar ရဲ့စိတ်ကြက်ဗျူဟာကြတဲ့စဉ်းစားမှုနဲ့ Professional စီမံခန့်ခွဲမှုဆိုင်ရာညာညာသွေးတွေအပြည့်အဝပါဝင်နေတာဖြစ်ပါလိမ့်။ဓမ္မဆုံးသိရမယ့်ချက်ကတော့ဂုံတိတ်ခါနဲ့ဂျေဇူးတည်တက်မှုကိုပြသရမှာပေါ်လွင်ခဲ့လို့ဖြစ်ပါလိမ့်။ Real Madrid လိုအသင်းကြီးကစိတ်ဝင်စားတယ်ဆိုတာကဘာဆင်မီကစားမတရားဖြစ်အတိမတ်ပြုခံရတာပါ။ဒါကိုဂုံယူစရာလို့ဆိုတဲ့နေရာမှာသူကကိုကိုကိုယုံကြည်မှုရှိရှိနဲ့ဂျေဇူးတင်စွာလက်ခံထားတာတွေ့ရပါလိမ့်။ လူမျိုးချင်းမခံရမှုကိုညင်ပယ်တာမျိုး force humility မလုပ်ပါဘူး။နောက်ပြီးစလီပါစီမှာလက်ရှိအလုပ်ကိုဦးစားပေးတဲ့စိတ်ကိုမြင်နေရပါတယ်။ကျွန်တော်တို့ရဲ့ရေးကြီးတာကအာဆနယ်နဲ့အတူတူစုပလားတွေစုခူးနိုင်ဖို့ပါပဲဆိုရဲစကားဟာသူ့ရဲ့လက်ရှိဥရိချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။သူကနာကက်မှာဘာဖြစ်လာမယ်ဆိုတာမသေးကြတဲ့အကြောင်းအရာတွေချက်လက်ရှိမှာသူလုပ်နေတဲ့အလုံးနဲ့သူ့ရဲ့တာဝန်တွေကိုအာယုံစိုက်ဖို့ရွေးချယ်ထားတာပါ။ဒါပြင်စလီပါကစကားပြောရမှာစိတ်ခံစားချက်ဆန်တဲ့ကတိစကားတွေကိုရှောင်ပြီးပြောထားပါတယ်။အားလုံးလည်းသတိပြုမိကြမယ်ထင်ပါတယ်။ ဒီတင်းမှာအားယူခြင်းနဲ့ဆိုတဲ့ဇာတ်မျိုးကပြိတ္တတရဲ့အကြိုက်ပြိတ္တလိုကြဇာတ်မျိုးဖြစ်ပေမဲ့ဘောလုံးလောကရဲ့စီးပွားရေးသဘောတရားအရဒါကကြာရှည်မခံနိုင်ပါဘူး။ဘောလုံးလောကရဲ့စီးပွားရေးသဘောတရားအရကတော့ဒါကကြာရှည်မခံနိုင်ပါဘူး။စလီပါကလူမျိုးစိတ်ခံစားချက်ဆန်တဲ့ဂရီဇာတ်တွေမပေးပင်နဲ့လက်တွေ့ကြကြနေတဲ့သူလက်ရှိလုံနိုင်တဲ့အလုပ်တွေကိုပဲပြောသွားတာဖြစ်ပါလိမ့်။အာစနယ်ပြိတ္တတရဲ့စိတ်ထဲမှာတော့ဝမ်းနေခြင်းဝမ်းနေနိုင်ပေမဲ့စလီပါကတော့သူ့ရဲ့နာဂတ်အတွက်ဒါကဖွင့်ထားတာကိုသူစကားထဲမှာအတိုင်းသားမြင်နေရပါလိမ့်။သူစကားထဲမှာအသိမပြောင်းမှုလို့အာမခံချက်မပေးထားပါဘူး။ဒါကသူနာဂတ်ရွေးချယ်ခွင့်တွေကို ူကရိုင်းထိန်းချုပ်ထားနိုင်တဲ့သဘောဖြစ်ပါ ರಿ ဘော်နလောကမှာအခွင့်အလမ်းတည်တည်မြဲရှိနေတတ်ပါ ರಿ ဒါကိုလုံးဝပိတ်ပင်လိုက်တာထက်ဖွင့်ထားတာကဘိုဘရိုပရော်ဖက်ရှင်နယ်ကြပါ ರಿ ယာရော့စလီပါကလက်ရှိအောင်မြင်မှုကိုအတိအမှတ်ပြုတ်တဲ့သူဖြစ်တယ်ဆိုတာကိုလည်းသူ့ရဲ့စကားတွေထဲမှာမြင်နေရပါ ರಿ အာဇနယ်ကလက်ရှိမှာဥရောပရဲ့ထိတ်တန့်အသင်းအသင်းဖြစ်နေပြီးတော့ဆူပလာတိုင်းကိုမှန်းဆလို့ရနေတဲ့အခြေအနေမျိုးမှာရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါ ರಿ စလီပါရဲ့စကားတွေကလိုချင်နေကောင်းကောင်းမှာဘာကြောင့်ချက်ချင်းထွက်သွားရမှာလဲဆိုတဲ့သဘောကိုညွှန်းဆိုသွားတာပါ လမ်းဖောက်တော့သူကရိုင်ပါဝင်ခဲ့ပြီးအခုလမ်းလျှောက်ရတဲ့ချိန်မှာသူကဒီခီးထဲမှာတူတူစီမျောချင်းမိတယ်ဆိုတာပြသခဲ့တာဖြစ်ပါတယ်။စတီဗာရဲ့စကားရည်ထဲမှာအာဆနယ်ကစားမတွေတာမကအခြားကစားမတွေအတွက်သင်ယူစရာအချက်တွေအများကြီးပါဝင်နေပါတယ်။နံပါတ်၁ကိုတန်ဘိုးကိုတီးပါ။ရီယယ်မတ်တီလိုတင်းကြီးကစိတ်ဝင်စားတယ်ဆိုတာကိုယ့်ရဲ့တန်ဘိုးကိုအတိမတ်ပြုခံရတာပါ။ဒါမျိုးဂုံယူဝင်ကြွားစွာလက်ခံမှာဒါပေမဲ့မာနမထောင်လွားပါနဲ့။နံပါတ်၂လက်ရှိလောက်ကိုအာရုံစိုက်ပါ။အနာကတ်မှာဘာဖြစ်မလဲဆိုတာဘယ်သူမှသိချာမသိပါဘူး။ရေလဲမရေရပါဘူး။အချိန်မရွေးအဆုံးသက်သွားနိုင်တဲ့ဘဝခီးမှာ လက်ရှိချင်းတွေကိုပဲအာရုံစိုက်ပြီးတော့အကောင်းဆုံးလှုပ်ဆောင်မယ်လို့တွေးတာကအကောင်းဆုံးဖြစ်ပါတယ်။လက်ရှိမှာအတင်းရဲ့တာဝန်တွေကိုအကောင်းဆုံးလုပ်ဖို့ကပိုရေးကြီးပါတယ်။နံပါတ်၃စိတ်ခံစားချက်စံတဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့။ဒီတင်းကိုရမ်းချစ်တယ်ဆိုတဲ့စကားမျိုးစတီဘာပြောလို့ရတာပါပဲ။လေပေါင်းနောက်ခံလူအားလုံးလည်းဒါမျိုးပြောခဲ့တာပါပဲ။ဒါပေမဲ့ professional တယောက်ဖြစ်လာပြီဆိုရင်ဓာတ်ထက်ပိုပြီးတော့ net ရှိုင်းတဲ့ဆုံးဖြတ်ချက်တွေလိုအပ်ပါတယ်။နံပါတ်၄တင်းရဲ့ရွေးချယ်ခွင့်တွေကိုတင်ထင်းချုပ်တာပါ။အနာဂတ်မှာရွေးချယ်ကြရရှိနေတယ်ဆိုတာလည်းကောင်းတဲ့အရာပါ။ ဒါကိုပဲပြင်လိုက်တာအထက်ဖွင့်ထားတာကတင့်ကိုပို့ပြီးတော့ဆွမ်းအားရှိစေပါလိမ့်စတီပါလည်းလက်ရှိမှာဒီတိုင်းပဲလုပ်နေတာသူစကားထဲမှာတွေ့ရပါလိမ့်ညီကတို့ကရောစတီပါရဲ့စကားတွေကိုနားထောင်ပြီးတော့ဘာလိုက်တွေးမိကြသေးလဲခင်ဗျာပြောပြပေးသွားခဲ့လို့ရပါလိမ့်ဇုံဒီလိုက်ပါကြီးရှုပေးခဲ့ကြတာအားလုံးကိုကြည့်ပါလိမ့်ခင်ဗျာ